ကဲအားလုံးမင်္ဂလာပါအာဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ Sunday မှာကြင်ရမယ် Chelsea နဲ့ကျွန်တော်တို့ Arsenal နဲ့အဲပွဲကြိုသုံးသက်ချက်ပေါ့နော်ဒါကျွန်တော်ရင်အမြင်ပေါ့ဗျာနော်ကျွန်တော်တော့ဟိုကျွန်တော်ပြောရတဲ့လိုပဲကျွန်တော် fan version ဖြစ်တဲ့တော့ကျွန်တော် fan လိုပဲဟိုကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးမဲ့သုံးသက်မယ်တကယ် professional ဒီ football talker တွေလိုမျိုးပေါ့နော် အဲ့ဒီကိုတိုက်ကနစ်နဲ့တကယ်ကိုဘာညာတရကတမိုင်းနေလှန်ပြီးတော့ပြောမှာတော့မဟုတ်ဘူးကျွန်တော်ကတော့ကျွန်တော်ရဲ့ဒီ fan version ဆိုတဲ့အတိုင်းကျွန်တော်ကဘောလုံးဘောလုံးလို့ပဲမြင်မယ်နော်အဘောလုံးဆိုတာဘလို့အသားနဲ့လှုပ်ထားတာဘလို့အသားနဲ့လုံးမှာဘလို့လေချိန်ထိုးမှာဘလို့ဖြစ်တာအဲ့လိုကြီးကျွန်တော်သုံးသပ်မှာမဟုတ်ဘူးဗျာနော်ဒါပုံပုံလေးလေးပထမအဦးဆုံးပြောပြပေးတာဖြစ်ပါတယ်အဲအခု breaking news အနေနဲ့ကတော့အခုအဲကျွန်တော်တို့ဒီတောက်ကြနေ့ အဲညနေပိုင်းပေါ့နော်ညပိုင်းပေါ့ဗျာနော်ညပိုင်းမှာပရီးမီးယားလိဂ်သတင်းစာရှင်းလင်းပွဲမှာတော့အန်ဆိုမာရက်စကာကြီးကကျွန်တော်နီးပြအန်ဆိုမာရက်စကာကြီးကအဲကိုပါမအာဆနယ်ပွဲမှာပါဝင်ဖို့အဆင်သင့်ဖြစ်နေပြီဆိုပြီးတော့အတီလင်းဝဖန်ပြောကြားပေးသွားပါပြီကိုဖန်ပြောကြားပေးသွားပါပြီကျွန်တော်လည်းထင်ပါတယ်နော်အစတွေကလीဘာဖြစ်လဲဆိုတော့ကဲကိုပါမပါနိုင်ခဲ့မယ်ဆိုရင်တောင်ဘာစီပွဲမှာထုတ်ချင်မှာထုတ်ထုတ်ပြချင်မှာထုတ်ပြလိမ့်မယ် ဘာဖြစ်လို့ဆိုအာဆင်နယ်ယုံအောင်လို့ပေါ့နော်ကိုပါမအိုအိုကေဟုတ်ပြီဘာစီပေါ်မှာမပါဘူးဆိုတော့အဲတို့ဒီဘယ်လိုပြောမလဲဒီချယ်ဆီနဲ့အဲချယ်ဆီနဲ့အာဆင်နယ်တွေ့တဲ့အခါကြလို့ရှိရင်တို့ဒါဘယ်လိုပဲဖြစ်ဖြစ်ဗျာနော်ကိုပါမကိုဖယ်ထားအောင်လို့ပေါ့ဗျာနော်လေ့ကျင့်တဲ့အခါကြအဲအလိုခလေးတွေးတွေးရပါတော့ဒါပေမဲ့ဟုတ်ချင်မှဟုတ်ပါမှာဘာဖြစ်လို့ဆိုတော့သူတို့က professional ဖြစ်တဲ့အတွက်တည့်ရက်တည်းလေးကျင့်အောင်ဒါအစင်းစင်းဖြစ်ပါတယ်နော် ဲ့တော့ဘလို့ပဲကျွန်တော်အဲ့လိုတင်ခဲ့တဲ့အတိုင်းပဲအဲကိုပါမအခုဆိုရင်ဒါအာကြီးပွဲကြရင်ဝင်ကစားဖို့အစင်းသေးဖြစ်နေပြီဆိုပြီးတော့ Ansomar Sky ကပြောလာတယ်အဲပါမယ်လို့တော့ကျင်းသေးတော့ပြောရတော့မထင်ဘူးเนาะပါချင်မလဲပါမှာပါချင်မလဲမပါဘူးဆိုတဲ့ပုံစံတော့ဖြစ်နေတော့မယ်ဒါပေမဲ့ပါဖို့တော့များတယ်ဗောနော်ဒါပေမဲ့ဝင်ကစားဖို့စဉ်းသင့်ဖြစ်နေပြီတော့ပြောတယ်ကျွန်တော်ကတော့ဘယ်သူနိုင်မလဲလို့မေးလို့ရှိရင်เนาะကျွန်တော်တို့ကတော့ဒါ Chelsea fan တွေဖြစ်တဲ့အတွက်ကတော့ Chelsea ပဲနိုင်မယ်လို့ပဲဖြေမှာပဲ အဲဒါပေမဲ့ဒီပေါ့နော်ခုလက်ရှိဖြစ်နေတဲ့အခြေအနေတွေကိုအာမနာတန်းဗမလိုက်တန်းပြောရမယ်ဆိုရင်တော့ဒါအာကြီးကတော့ခြေစည်းထက်တော့ပွပွလင်းလင်းပြောရမယ်ဆိုရင်တော့အာတော့တာတယ်အဲ့တော့တမိုင်းချောင်းရောတမိုင်းချောင်းတွေကိုပြန်လှန်ကြည့်မယ်ဆိုရင်လည်းအာတာတယ်ကွာ เนาะအာကြီးကရှုံးတာမရှိဘူးအဲဘယ်လိုပြောမလဲရှုံးတာတော့ရှိတော့ရှိရယ်ပေါ့နော်အဲတူတူလောက်ပဲသွားကြတယ်အချက်စီးနဲ့အာကြီးရဲ့ result ကဒါပေမဲ့2020နောက်ပိုင်းဆိုရင်တော့ဒါအာကြီးကကြတော့တရေနဲ့ဒါအနိုင်ပဲရှိရယ်ပေါ့နော်ချက်စီးကတော့တရေနဲ့အရှုံးပဲရှိရယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အရာရောနေလေးတော့တားတယ်အခုကာလာမှာဘိုင်ယန်နဲ့ပွဲမှာသူကစားဝါးတဲ့ကစားပုံကစားနည်းတွေကိုလည်းကြည့်ရတဲ့အချိန်မှာလည်းတကယ်ကို အာကြီးကကောင်းတယ်ဆိုတော့လက်ခံရမယ်ဗျာနော်အာကြီးကတကယ်ကိုကောင်းတယ်အချိန်ဟုန်နဲ့တကယ်ကိုပြင်းထန်နေတယ်ပေါ့ဗျာနော်အဲပြီးတော့စိတ်အားတက်ကြွပြီးတော့တကယ်ကိုဘယ်လိုပြောမလဲဖလားဆာလောင်နေတဲ့အသင်းတသင်းပေါ့ဗျာနော်တကယ်ကိုဆာလောင်မှုတိတ်မှုတွေပြင်းပြနေတဲ့ဒါအသင်းတသင်းပေါ့နော်အဲ့တော့အဲ့လိုလေးမြင်နေအဲ့တော့ချက်စီးကိုလည်းအာကြီးကရှော့ပြီးမှမဟုတ်သလိုချက်စီးကလည်းသူ့အိမ်ကွင်းမှာရာသဝင်ရိုင်းခံမှာမဟုတ်ဘူး အဲ့တော့ဒီအပွဲကတော့ကျွန်တော်ရဲ့အမြင်အရဆိုလို့ရှိရင်တော့ကျွန်တော်ပုံပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ပရေပရေသို့မဟုတ်ဒါပုံပွင့်လင်းပြောမယ်ဆိုရင်ကဲဟိုဘယ်လိုပြောမလဲအဲ့စကားတော့မပြောချင်ပါဘူးเนาะဒါပေမဲ့တခုခုလွဲချော်ဒါပဲပြောချင်တယ်ဗျာเนาะအဲ့လိုဖြစ်နိုင်နေလို့ကျွန်တော်ထင်တယ်ဒါပေမဲ့ဟိုချက်စီးအနိုင်လိုချင်ရင်တော့တော်တော်ကြီးကို ရုံးကန်ရမယ်လို့ထင်တယ်တော်တော်ကြီးကိုတက်နစ်ကောင်းရမယ်အန်โซမာစကိုင်းကိုပြန်အားကိုးရမယ်အန်โซမာစကိုင်းရဲ့ ုံနောက်ဘလောက်ထိအလုတ်လုတ်ဦးမလဲဆိုတာကျွန်တော်တို့ထပ်ပြီးကြည့်ရမယ်ကျွန်တော်နီးပြရို့ပဲအကူမရမယ်အခုလူလက်ရှိအစဉ်ကိုဘမပါလို့မင်းကော်ဖီနဲ့အပြည့်မရှိဘူးလားကျွန်တော်မှာကိုဘမဒဏ်ရာအနေပြန်ပြီးတော့ပွဲကြီးမှာပြန်ကစားမှာဖြစ်တဲ့အတွက်တိတ်ကြီးတော့ကတော့မျောလင်းလို့မရတော့ဘူးကိုဘမအော်လीကိုဘမတိတ်ကြီးမျောလင်းလို့မရတော့ဘူးအဲ့တော့ကျွန်တော်တို့ကပုံမလင်းပြောမယ်ဆိုရင် အဲဟိုဘယ်ပြောမလဲမန်ယူနဲ့ကစားတော့ကပွဲလို့မျိုးအဲဟိုပြတာတို့ဘာလို့မဖြစ်ဖို့တော့လူတွေနော်ဘာဖြစ်လို့ဆိုဟိုတခုခုဆိုလို့ရှိရင်ကျွန်တော်တို့ခြေစည်းကနည်းနည်းလေးဆိုရင်နည်းနည်းပြသွားတတ်တဲ့ဟာမျိုးတွေရှိတယ်ဒါအဲ့လိုမဖြစ်ဖို့တော့လူတွေဘလို့ဟာမျိုးတွေဖြစ်နေပါစေကျွန်တော် strong ဖြစ်ဖြစ်နဲ့ကျွန်တော်တို့ရဲရဲဝုန်းဝုန်းကျွန်တော်တို့ကဒါရင်ဆိုင်ရမယ်ကစားရမယ်ပေါ့နော် ဒါတော့ဒါကျွန်တော်ရဲ့အမြင်ထင်မြင်သုံးသပ်ချက်ပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ချယ်ဆီကတော့အများကြီးယုံကံအများကြီးစူးစမ်းရမယ်ပေါ့နော်ဒီစူးစမ်းမှုမှာအကယ်၍ချယ်ဆီကနိုင်ခဲ့မယ်ဆိုရင်လေအဲ့အတီးပွင့်ကတော်တော်လေးကိုကြီးမယ်နော်ချယ်ဆီအတွက်အများကြီးအများကြီးအခွင့်အလမ်းတွေအများကြီးကောင်းသွားမယ်ချဲစီအတွက်အများကြီးဟိုဘယ်လိုပြောမလဲမှတ်ကြောက်တင်ခံ ခြင်းတွေလည်းအများကြီးဖြစ်သွားနိုင်တယ်ပြီးတော့ဒီအဲဒီရှေ့ အစင်ဆက်တွေကိုလည်းဒါဘယ်လိုပြောမလဲဒီနိုင်ပွဲကိုပြင်လဲရှာတွေ့သွားမယ်ပေါ့နော်အဲ့လိုတော့တင်တယ်ကဲဘယ်လိုပဲဖြစ်ဖြစ်ပြာเนาะကျွန်တော်တို့တနင်္ဂနွေနေ့ကြရင်เนาะကျွန်တော်တို့ကထိုင်းစံတော်ချိန်ကတော့17ခွဲမြန်မာမှာတော့17နာရီပေါ့နော်ညဘက်ပေါ့ကဲအပွဲလေးကိုရင်ကုန်စိတ်လှုပ်ရှားသွားအားပေးရမယ်ကျွန်တော်တို့ယုံကြည်တယ်เนาะ Chelsea ကို100%ပဲเนาะ Chelsea ကနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဘယ်လိုဖြစ်ဖြစ်နိုင်ရင်နိုင်မနိုင်ရင်သိရေပေါ့ဗျာเนาะကျွန်တော်အဲ့လောက်ထိမျှော်လင့်ထားတယ် ရွပြေဘောလုံးဆိုတာလုံးနေအဲဘယ်ဟာမှအဲအတီတွက်လို့မရဘူးနော်အိမ်ကွင်းမို့လို့လေနိုင်မယ်လို့တွက်လို့မရတယ်လို့အာအကြီးကအခုချိန်မှာအရင်ကောင်းနေတဲ့အသင်းဆိုပြီးတော့လေနိုင်မယ်လို့ဂျိမ်းတီတွက်လို့မရဘူးဟုတ်တယ်ဘောလုံးကလုံးနေဟုတ်တယ်ချယ်ဆီဆိုတာလေအဲ့လိုမျိုးအရှိမအမှန်ကန်ကြီးကိုဂိုးပြတ်တင်နဲ့ဖုတ်ခဲ့ပါတယ်ဂိုးတွေအများကြီးလေးဂိုးအထက်တွေသွင်းခဲ့ပါတယ်ဆိုတော့ဒါ PSG ကိုလေနော်ကမ္ဘာဝအဝကချန်ပီယံဖိုင်နယ်မှာလေ တီးရတယ်ဆိုတာလည်းမေ့ထားလို့မရအဲ့တော့ကြည့်တော့ကြည့်ရမယ်ပေါ့နော်အဲဘလိုဖြစ်ဖြစ်နင်တို့ရင်ခုန်စိတ်လို့ရှားတယ်နှစ်သိန်းလုံးကလည်းအရင်ကောင်းနေရဲ့ဆိုတာလीနော်ကဲအဲ့တော့အနေကြရင်လည်းကျွန်တော်ရဲ့ Facebook page မှာကျွန်တော် watch long လုပ်မှာဖြစ်ပါတယ်အခုလိုလဲဆိုတော့ကျွန်တော် Facebook တစ်ခုမှာ platform တစ်ခုမှာပဲ watch long လုပ်နေရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ YouTube မှာ subscriber 900ပြည့်မှကျွန်တော် live လုပ်လို့ရမှာဆိုတော့ကဲအခုကိုလေကုညီပေးတဲ့အနေနဲ့ ချဲ့စီညီကိုတွေကလည်း YouTube လေးကို subscribe လုပ်ပေးခဲ့ဖို့တယောက်ချင်းစီတိုင်းတောင်းဆိုကြပါတယ်အဲ့တော့ကျွန်တော်တို့အခုလာမယ့်တနင်္ဂနွေကျွန်တော်တို့ဒါ Premier League match 73မှာကျွန်တော်ပြင်းပြင်းထန်ထန်ကျွန်တော်ချဲ့စီဘက်ကနေလုံအောင်အတိုးမှန်တဲ့ man ပါပါနဲ့အားပေးကြမယ်ဗျာเนาะတူတူကျွန်တော်ကြည့်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ Facebook ရဲ့ဒီလျံဖုံးကြွယ်ဆိုရင်ပေါ့เนาะအဲရဲ့ အကောင့်မှာပဲလာပြီးတော့ Westlong လေးကိုကြည့်ပေးပါနော်နောက်ကြရင်တော့ကျွန်တော်တို့ဒီ YouTube မှာတကယ် subscriber 900ပြည့်သွားမယ်အ TikTok မှာအခု TikTok ကလည်းကျွန်တော်တို့900တော့ကျော်သွားပြီဗျာနော် follower 900ကျော်သွားပြီ TikTok ကလည်း follower 1000လိုတယ်ပေါ့ဗျာ900ထက်လိုနေသေးရပေါ့ Apple Phone တွေအကုန်လုံးကနှစ်ခုလုံးကအဲအဲ life တမတ်ချက်တွေအကုန်ပြည့်စုံသွားပြီဆိုရင်တော့ကျွန်တော် platform ၃ခုလောက်ကနေကျွန်တော်ချက်စီးပွဲတွေကို west lawn တူတူလောက်ကြမှာဖြစ်ပါတယ်အဲ့တော့ ျွန်တော်ရဲ့ကျွန်တော်တို့ညီကိုတွေတူတူများများဘယ် platform မှာမဆိုကျွန်တော် west long တူတူလုပ်လို့ရအောင်တော့ညီကိုတွေအပြောင်ညီကိုတွေကအများကြီးကုညီပေးပါအောင်ခင်ဗျာအဲ့တော့ YouTube ကိုလည်း subscribe လုပ်ပေးပါ Facebook မှာလည်း follow ပေးပါ TikTok ကိုလည်း follow ပေးပါလို့ပြောရင်းနဲ့ပဲဒီ video လေးကိုဒီမှာလင်းစုံးသက်လိုက်ပါတယ် Let's go Chelsea